အာ live time ကအရင်တုန်းကပေါ့ပေါ့ပါပါတော့နေတယ်ဒါပေမဲ့အရန်ကြီးစီးစနစ်တကြနေတော့မဟုတ်ဘောလေနော်အလုပ်ချင်းလဲလုပ်လဲမလုပ်ချင်းလဲမလုပ်ဒါပေမဲ့ဒီစားဦးရေးနေတဲ့အခါမှာမဖြစ်လာလဲဆိုတော့အဲကိုလောက်ကမဲ့ဟာတွေပို့ပို့ပြီးတော့တိမြင်လာတယ်လုပ်ချင်းလုပ်တယ်မလုပ်ချင်းမလုပ်ဘူးဆိုတာတဲ့စီးစနစ်တကြနေတတောင်တတာဖြစ်တဲ့ဟာဗောလူရောဆက်ရောတတောင်တတာဖြစ်နေရင်အဲကိုကိုဖန်တီးရဲ့အရာတွေကလည်းပို့ပြီးတော့ဗောလေဟိုဖြစ်မြောက်တယ်ဗောလေဒီဒီစားဦးရေးတုန်းကလည်းအဲ့လိုမျိုးဗောကိုစိတ်ကောလူရောတတောင်တတာဖြစ်မဲ့နေရာမှာထားပြီးတော့ဒီစားဦးကိုကျွန်တော်တို့တစ်နှစ်ခွဲလောက်အချိန်ပေးပြီးတော့ရေးခဲ့တယ် ပြန်ပြီးတော့ပြင်ခဲ့တဲ့ဟာဒါမျိုးတွေရှိရပါလိမ့်နော်ဟုတ်မူကဘလို့ဝင်လဲဆိုတော့ကျွန်တော်ကအဲတက်တောင့်တတဖြစ်တယောက်သေးပဲပေါ့လीနော်ဒါအဲဒီစာအုပ်ကြီးကိုဖတ်လိုက်ရေးလိုက်ဖတ်လိုက်ရေးလိုက်ဆိုတော့တခြား strap ဘာမှမရှိဘဲနဲ့လေဗာတခြားဘာဒီကဘာမှမလုပ်ကဘဲနဲ့ရေးရတာဖြစ်တဲ့အတွက်အရင်တက်တောင့်တတဖြစ်ပြီးရောဒီစာအုပ်ကိုအဲ့လိုရေးရေးလိုက်တယ်ဆိုတဲ့သဘောပေါ့ကိုကကိုဒီမှာနေတော့တခြားဟာတွေဘာဒီရတွေရှိရပါအမရဲ့အခြားအလုပ်လုပ်ကြတဲ့ဟာတွေရှိတယ်အိမ်မှာကိုကကိုနော်တိုလီထွာလီလေးလုပ်ကြတဲ့ဟာရှိရောဒီစာအုပ်သေးရော100%အာယုံမဆိုင်နိုင်ဘူးပေါ့အခုကျတော့တကယ်ကို တက်တောင့်တက်တာဖြစ်စေတဲ့နေရာမှာနေလိုက်ပြောဒီစာအုပ်ကိုပဲဒီစာအုပ်ပေါ်မှာပဲ100%ပေါ့အဲ့လိုမျိုးရင်းနှီးမြှုပ်နှံလိုက်တဲ့သဘောပေါ့ဟုတ်လားဘယ်လိုနေရာမှာသွားရေးခဲ့တာလဲဆိုလို့ရှိရင်တော့ကျွန်တော်ဟိုပြပတော့ထွက်လိုက်တာပေါ့လေဒီမှာရေးတာမဟုတ်ဘူးကျွန်တော်အချင်းပိုင်မှာသွားရေးခဲ့တယ်သွားရေးခဲ့ရဆိုတော့ရာသီဥတုချိန်နေကြအောင်ရောကျွန်တော်တို့ရဲ့အဲဘယ်လိုပြောမလဲဥပမာဒီမှာဟိုခက်ခဲလေးပေါ့လေတချို့ဟာလေးရှိတဲ့အခါမှာကျွန်တော်တို့အဲအလုပ်လုပ်တဲ့ဟာလေကျွန်တော်တို့ကျွန်တော်တို့တင်းမှာပါတဲ့ဟာတွေကနည်းနည်းနိုင်ငံကွာကြတယ်အဲကျွန်တော်ကအဲ့ဒီဟိုချင်းပိုင်မှာရှိရတချို့ကြတယ်ခြားနိုင်ငံတွေမှာရှိရ တော့အချိန်ကတိုင်းစုံကြီးမတူတဲ့အခါမှာကျွန်တော်တို့အဲ့ဒီအခက်ခဲလေးကိုညှိလို့ရအောင်ဆိုပြီးတော့ကျွန်တော်အဲ့ဒီမှာသွားပြီးတော့ရေးခဲ့တာပေါ့ ော်ဟုတ်ကဲ့ပါဒါဒီနေ့ကျွန်တော်တို့စာအုပ်မိတ်ဆက်ပွဲလုပ်တဲ့ဟာကတော့ကျွန်တော်ရဲ့ဒုတိယမြောက်ပေါ့လေနော်တတောင့်တာရှိတော့ဘဝနေထိုင်မှုအသက်ဆိုတဲ့စာအုပ်ကလေးမိတ်ဆက်ပွဲလုပ်တာပါဗျဟုတ်အမင်းသက်ပါပဲကျွန်တော်ရဲ့နာမည်ကလောင်နာမည်ကလည်းမင်းသက်ပဲကျွန်တော်နာမည်ရင်းကလည်းမင်းသက်ပါပဲဟုတ်ကျွန်တော်တို့တတောင့်တာရှိတော့ဘဝနေထိုင်မှုအသက်ဆိုတဲ့အတိုင်းပေါ့လေနော်ကျွန်တော်တို့ကတတောင့်တာနေနေတယ်ဆိုလို့ရှိရင်ဒါအလုံးမလုံးဘူးပြင်းနေကြရတယ်လို့ထင်ကြတယ်တကယ်တမ်းကျတော့ဘဝကတတောင့်တာနေမှပဲကိုယ်သွားကျင်တဲ့အောင်မြင်လမ်းကြောင်းတော်လကကိုဖြစ်ကျင်တဲ့ဘောနော် life goal တွေကိုကျွန်တော်တို့ကပြည့်စုံအောင်လုပ်မယ်ဆိုတဲ့အဲအသည့်လေးတစ်ခု ဒီစာအုပ်ထဲမှာထည့်ထားပါဗျာဟုတ်ပေးချင်လဲပေါ့เนาะကျွန်တော်ဒီစာအုပ်ထဲမှာပါတဲ့အတိုင်းပဲပေါ့လीเนาะခက်ခက်ခက်ခဲကြီးလုံးနေမှာအောင်မြင်မှုစီကိုရောက်နိုင်မှာမျိုးမဟုတ်ပါဘူးပေါ့လीเนาะခက်ခက်ခက်ခဲဆိုအရန်ပေါ့ကိုကိုကိုတွန်းအားပေးနေရတာကိုကခန္ဓာကိုယ်ကြီးပင်မန်းနေမှာစိတ်တည်ပင်မန်းနေမှာလူတွေကအောင်မြင်မယ်လို့ထင်ကြအဲ့လိုမဟုတ်ပဲねကိုပုံစံနဲ့ကို flow နဲ့ကိုလုံးနေရနေလဲအောင်မြင်မှုစီကိုသွားနိုင်နေတတောင်တတနဲ့လဲအောင်မြင်မှုပန်းတိုင်ကိုရောက်နိုင်နေဆိုတဲ့ဟာကိုကျွန်တော်ကဒီစာအုပ်ထဲမှာ message ပေးထားပါဟုတ်ရေးပြသွားတာပေါ့เนาะကျွန်တော်ရဲ့ mentor ပေါ့လीကျွန်တော်ဆရာမပါလေအကြံပေးနေဒီစာအုပ်ကိုရေးရမယ်ညီကိုရန် ည်းပြောင်းလဲရမယ်ဒီစာအုပ်ကိုရေးနေတဲ့အချိန်အတွင်းမှာဆိုတော့ကျွန်တော်အဲတနှစ်ခွဲအတွင်းမှာစာအုပ်လဲရေးနေနေကိုကိုကိုလည်းပြောင်းလဲခဲ့ရတာပေါ့လေနော်ဟုတ်ကဲ့ပါဟုတ်အာ live time ကအရင်တုန်းကပေါ့ပေါ့ပါပါတော့နေတယ်ဒါပေမဲ့အရန်ကြီးစီးစနစ်တကြနေတော့မဟုတ်ဘူးပေါ့လေနော်အလုပ်ချင်းလဲလုပ်လဲမလုပ်ချင်းလဲမလုပ်ဒါပေမဲ့ဒီစာအုပ်ရေးနေတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့အဲကိုလောက်ကမဲ့ဟာတွေပို့ပို့ပြီးတော့တိမြင်လာတယ်လုပ်ချင်းလုပ်တယ်မလုပ်ချင်းမလုပ်ဘူးဆိုတာတဲ့စီးစနစ်တကြနေတတောင်တတာဖြစ်တဲ့ဟာပေါ့လူရောဆက်ရောတတောင်တတာဖြစ်နေရင်အဲကိုကိုဖန်တီးရဲ့အရာတွေကလည်းပို့ပြီးတော့ပေါ့လေဟိုဖြစ်မြောက်တယ်ပေါ့လေဒီဒီစာ ာအုပ်ရေတုံးကလည်းအဲ့လိုမျိုးပေါ့ကိုယ်စိတ်ကောလူရောတတောင်တတဖြစ်မဲ့နေရာမှာထားပြီးရောဒီစာအုပ်ကိုကျွန်တော်တို့တနစ်ခွဲလောက်အချိန်ပေးပြီးရောရေးခဲ့တယ်ပြန်ပြီးရောပြင်ခဲ့တဲ့ဟာဒါမျိုးကြီးရှိရပါလိမ့်နော်ဟုတ်အာဘယ်လိုနေရာမှာသွားရေးခဲ့တာလဲဆိုလို့ရှိရင်တော့ကျွန်တော်ဟိုပြပတော့ထွက်လိုက်တာပေါ့လေဒီမှာရေးတာမဟုတ်ဘူးကျွန်တော်အချင်းပိုင်မှာသွားရေးခဲ့တယ်သွားရေးခဲ့ရဆိုတော့ရာသီဥတုချီနေကြအောင်ရောကျွန်တော်တို့ရဲ့အဲဘယ်လိုပြောမလဲဥပမာဒီမှာဟိုခက်ခဲလေးပေါ့လေတချို့ဟာလေးရှိရခါမှာကျွန်တော်တို့အဲအလုပ်လုပ်တဲ့ဟာလဲကျွန်တော်တို့ကျွန်တော်တို့တင်းမှာပါတဲ့ဟာတွေကနည်းနည်းနိုင်ငံကွာ ါကြတယ်အဲကျွန်တော်ကအဲ့ဒီဟိုချင်းမိုင်မှာရှိရတချို့ကြတယ်ခြားနိုင်ငံတွေမှာရှိရတော့အချိန်ကအတိုင်းစုံကြီးမတူတဲ့အခါမှာကျွန်တော်တို့အဲ့ဒီအခက်ခဲလေးကိုညှိလို့ရအောင်ဆိုပြီးတော့ကျွန်တော်အဲ့ဒီမှာသွားပြီးတော့ရေးခဲ့တာပေါ့ဒီစာအုပ်ဟိုကျွန်တော်တို့ဒီစာအုပ်ကိုပြင်ဆင်လာတော့ရှိမှာကတစ်နှစ်လောက်ကြာတယ်ဒီဟာတွေကိုရေးဖို့ပေါ့နိကျွန်တော်တို့ကဒီစာအုပ်ကိုခွင့်တောင်းရတဲ့ဟာတွေရှိရပြီးကြရင်ဆိုရှယ်မီဒီယာပေါ်မှာဒီဟာတွေကအဲတင်ထားတဲ့ဟာတွေရှိရဒီစာအုပ်ကိုစရေးတာကတော့စာရေးတဲ့ဟာတွေပြီးသွားတဲ့အချိန်မှာတော့၈လလောက်ကြာသွားပေါ့အားလုံးစုစုပေါင်းကတော့တစ်နှစ်ခွဲလောက်ကြာတော့ဟိုမှာ၆လ၈လလောက်ကြာသွားပါပေါ့လीเนาะဟုတ်ကဲ့ ဘယ်လိုဝင်လဲဆိုတော့ကျွန်တော်ကအဲတက်တောင့်တတဖြစ်တယောက်သေးပဲပေါ့လीเนาะဒါအဲဒီစာအုပ်ကြီးကိုဖတ်လိုက်ရေးလိုက်ဖတ်လိုက်ရေးလိုက်ဆိုတော့တခြား strap ဘာမှမရှိဘဲနဲ့လေဗာတခြားဘာဒီကဘာမှမလုပ်ကဘဲနဲ့ရေးရတာဖြစ်တဲ့အတွက်အရန်တက်တောင့်တတဖြစ်ပြီးရောဒီစာအုပ်ကိုအဲ့လိုရေးရေးလိုက်တယ်ဆိုတဲ့သဘောပေါ့ကိုကကိုဒီမှာနေတော့တခြားဟာတွေဘာဒီရတွေရှိရပါဘာမှရဲ့အခြားအလုပ်လုပ်ကြတဲ့ဟာတွေရှိတယ်အိမ်မှာကိုကကိုเนาะတိုလီထွာလီလေးလုပ်ကြတဲ့ဟာရှိရောဒီစာအုပ်သေးရော100%အာယုံမဆိုင်နိုင်ဘူးပေါ့အခုကျတော့တကယ်ကိုတက်တောင့်တတဖြစ်စေတဲ့နေရာမှာနေလိုက်ပြီးဒီစာအုပ်ကိုပဲဒီစာ ောက်ပေါ်မှာပဲ100%ပေါ့အဲ့လိုမျိုးရင်းနှီးမြှုပ်နှံလိုက်တဲ့သဘောပေါ့ဟုတ်ကြည်နဲ့တယ်ဟောအဲဒီစာအုပ်တိုက်ကထုတ်ဝေသူကပေါ့မခိုက်ပါလေဒီစာအုပ်လေးကိုထွက်လာချင်းမသူကိုယ်တိုင်လည်းသဘောကျရတယ်ပထမစာအုပ်တက်ထက်သူလည်းပို့ပြီးတော့ confidence ရှိတယ်ကျွန်တော်လည်းပို့ပြီးတော့ confidence ရှိတယ်ပေါ့လीနော်ဒီစာအုပ်ကိုဟုတ်ကဲ့ပါအဲဟုတ်သူဒီဟာကမှီညမ်းရေးသားတာပေါ့ဟိုလိုမျိုးဣတိမရွေးဘာသာပြန်တာမဟုတ်ပဲねသူရဲ့ဟိုစာအုပ်ရဲ့ကြောရိုးတော့ပါတယ်ဒီမူရင်းစာရေးဆရာမ Christian Butler ရေးထားတဲ့ The Comfort Zone ရဲ့ကြောရိုးပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့အတွေ့အကြုံပေါ့ပမာစာဖတ်သူမြန်မာစာဖတ်သူရဲ့ ဟိုအန်ကိုက်မယ်ဥပမာတချို့ဥပမာရဆိုလို့ရှိရင်သူတို့ပေးထားတဲ့ဥပမာကိုကပြပြလို့မရဘူးလေကိုယ့်ရဲ့မြန်မာ subscriber တက်နားလည်းမယ်ဥပမာမျိုးထည့်ရတာမျိုးကိုယ့်ရဲ့ own experience တွေကိုထည့်ရတာမျိုးပေါ့အဲ့လိုမျိုးနေရေးထားပါဟုတ်တော့ကတော့အဲဒီစာစာရေးတာ2016လောက်ကစပြီးတော့ရေးရပါ social media ပေါ်မှာစရေးတယ်အဲစာစာရေးစရာအနေနဲ့တော့မဟုတ်ဘူးပေါ့လေနော်ဒီတိုင်းကိုကိုယ့်ရဲ့အမြင်လေးတွေကိုယ့်ရဲ့ thinking လေးတွေနော်ကိုယ့်ရဲ့ opinion လေးတွေချပြီးတော့ရေးတယ်ရင်းရင်းရနေပြီးတော့2023မှာကျွန်တော်ရဲ့ဆရာဆရာနိုင်စောဦးကကျွန်တော်ကိုတွေ့သွားတာပေါ့လေနော်တွေ့သွားပြီးစာလေးတစ်ပုဒ်ဖတ်ပြီးတော့ ဖုန်းဆက်တယ်ခင်ဗျာစာအုပ်ထုတ်မလားတဲ့ထုတ်မယ်ဆိုလို့ရှိရင်เนี่ยစာအုပ်တိုင်းနေတဲ့မိတ်ဆက်ပေးမယ်ဆိုပြီးတော့အဲ့အနေဒါမခိုက်မအောင်နဲ့တွေ့ပြီးကျွန်တော်ပထမစာအုပ်ကိုထုတ်ဖြစ်သွားရယ်ပေါ့အဲ့ဒါတော့ဒါကျွန်တော်ကိုယ်တိုင်ရေးထားတဲ့စောင်းပါတွေစုပြီး relationship စောင်းပါတွေ mental health စောင်းပါတွေစုထားတယ်စာအုပ်ကလေးပေါ့ပထမစာအုပ်ကတော့ဒါကတော့ဘာသာပြန် inspire လုပ်ထားတဲ့စာအုပ်ပေါ့လေနော်ဟုတ်ရှင်ခဲ့တဲ့ရည်ရွယ်ချက်တွေရှိခဲ့လားဆိုတော့ကိုကိုကိုတော့မသိဘူးလေရှင်တော့စာရေးဆရာဖြစ်ရအောင်မှစာရေးဆရာလှုပ်ချင်နေမှမသိဘူးဒါပေမဲ့ကိုကစာစာရေးရင်းနေရင်ပျော်နေတယ်လူတွေနဲ့စကားပြောနေရင်ပျော်လူတွေပြောတဲ့အဲ့လိုမျိုး experience တွေကိုကိုဘယ်လိုပြောမလဲကိုရဲ့ဟိုအမှုပ ပညာတစ်ခုအနေနဲ့ပြန်ပြီးတော့ချပြရတာကိုကိုကိုကျင့်တဲ့နေမှာမသိခဲ့ဘူး။ဒါပေမဲ့ရင်းရင်းနဲ့သိလာပြီးရောအဲဆရာတိုင်စောဘောင်နဲ့လည်းတွေ့ရခါမှာအဲဆိုင်းဆရာဖြစ်ဖို့เนาะအကြောင်းဖန်လာတယ်ပေါ့ဟုတ်ကဲ့ပါဟုတ်။အဲပထမစာအုပ်ထောက်တော့အရန်ပြောတာကိုကိုလက်ထဲရောပေါ့ကိုရေးထားတဲ့စာအုပ်လေးကရောက်လာရစာအုပ်လေးကိုကြည့်ပြောလေအရန်ပီတိဖြစ်တယ်ပေါ့နော်။စာအုပ်လေးထွက်နိုင်ပြီပေါ့အဲရေးလာတာကြာပြီ2016လောက်ထဲရေးရဆိုတော့ဒီ social media ပေါ်မှာဆိုလို့ရှိရင်ကို20နှစ်လောက်ရှိနေပြီဆိုတော့အဲဒီအချိန်မှာစာအုပ်လေးထွက်လာတဲ့ခါမှာအရန်ပီတိဖြစ်တယ်ပေါ့လीเนาะဟုတ် အဲဒီစာရီဆက်ပြီးတော့ရေးပစ်သွားအောင်မယ်ပေါ့လေနော်ဆိုရှယ်မီဒီယာမှာလည်းစာရီရေးသွားမယ်နောက်ပြီးတော့ကျွန်တော် message တစ်ခုပေးချင်တာဒီစာအုပ်ကနေပြီးတော့ရတဲ့အကျိုးမြတ်တွေကကျွန်တော် education charity တစ်ခုကိုသွားမှာပေါ့လေနော်အဲရသမြအကျိုးမြတ်တွေအကုန်လုံးကျွန်တော် education charity တစ်ခုကိုသွားမယ်အဓိကကလေးတွေကိုပညာရေးအလင်းရောင်ရစေချင်တဲ့အတွက်ကျွန်တော်တို့ team ကဒါကိုတိုင်ပင်ပြီးတော့အဲကျွန်တော်ရဲ့သဘောတူညီချက်ကိုကျွန်တော်ရဲ့ mentor ဆရာမရဲ့သဘောတူညီချက်ဒီအောက်ကကျွန်တော်နဲ့အလုပ်လုပ်ပေးတဲ့ကလေးနဲ့တူညီချက်ယူပြီးတော့ကျွန်တော်ကဒီစာအုပ်ကညရတဲ့အကျိုးမြတ်တွေအကုန်လုံးကို education charity တစ်ခုကိုကျွန်တော်တို့ကစီစဉ်မှာပေါ့လေအဲ့လို ော့ဒီစာအုပ်ဖတ်လိုက်တာနဲ့ကိုရီးယားကလေးတွေရဲ့ပညာရေးကိုထောက်ပံ့နေပြီးသားဖြစ်သွားမယ်ပေါ့နော်ဟုတ်ကဲ့ပိုများတာပေါ့လေအဲဒါကြောင့်ကျွန်တော်ဆိုရှယ်မီဒီယာပေါ်မှာစာရေးရရဆိုတဲ့ဟာလည်းဖြစ်လာတာပေါ့လေနော်အော်စာအုပ်ထုတ်တော့လေစာဖတ်ပိတ်သက်တွေကဝယ်ဖတ်ကြတယ်လို့ဆိုရှယ်မီဒီယာမှာလည်းကိုကအမြဲတမ်းတော့ keep in touch ဖြစ်အောင်လို့အရင် heavy ဖြစ်တဲ့စာမျိုးမဟုတ်ဘူးဆိုရင်တော့ကိုကိုရဲ့ပေါ့နော်အတွေ့လေးတွေအမြင်လေးတွေချပြနေရတယ်ရေးပြနေရဒါမှလည်းစာဖတ်ပိတ်သက်နဲ့အမြဲတမ်းပေါ့လေနော် keep in touch ဖြစ်နေချစ်တွေ့ရှိနေမှာပေါ့လေနော်အမျိုးပဲကျွန်တော်ကစာအုပ်ကန်ပြီးဖတ်ကြတာပူရဲ့သဘောကျစာရွက်ကလေးလန်နေရစာရွက်အနက် န်လေးရနေတာမျိုးအဲ့ဒါပို့ပြီးသဘောကျတာပေါ့လေနော်ဟုတ်မရတော့ဘူးကျွန်တော်ငငယ်ရဆိုဒီလိုညရာစီចောင်းပည့်ရဆိုကတွန်းစာအုပ်လေးငါပြီးဖတ်တာမျိုးပေါ့လေနော်အခုကြာအလိုမဟုတ်တော့ digital app တွေရှိလာတော့ online ကနေပဲ screen ပေါ်ကနေပဲနော် scroll down လုပ်ပြီးဖတ်နေတဲ့ဟာမျိုးရှိလာတော့ဒီလို feeling တွေကတော့အခုခေတ်ကလေးရဖို့နည်းနည်းတော့ chance နည်းသွားတာပေါ့လေနော်ဟုတ်ကဲ့သပင်အောင်မှာလို့နော်အရှိရလေးဟိုကွပစ်လေးပေါ်မှာလို့နော်ငငယ်ရဟုတ်ပြင်ရစီခြင်းနဲ့ ကျွန်တော်နေတဲ့အခုပေါ့လက်ရှိနေတဲ့နေရာကလည်းအဲ့လို feeling အဲ့လို feeling ရပြီးတော့ကျွန်တော်တကယ်ပဲအေးဆေးဆေး inner peace ဖြစ်တဲ့နေရာမှာပဲနေတာဖြစ်တဲ့အတွက်စာအုပ်ဖတ်တယ်အဲစာပြန်ရေးတယ်ရုပ်ရှင်ကြည့်ရယ်လူတွေနဲ့အဲကျွန်တော်အလောက်က counseling လုပ်ပြီးတော့ counseling လုပ်တဲ့စကားပြောရယ်ဆိုတော့ကျွန်တော်ကျွန်တော်ရဲ့ life ကိုကျွန်တော်အဲ့လိုပြောတတောင်တတာရှိအောင်လို့ဖန်တီးရတယ်ရတဲ့နီးလေးနဲ့ပေါ့လေနော်ဟုတ်ကဲ့အဲခံရတာပေါ့ဘာလို့ဆိုတော့ကျွန်တော်လုပ်တဲ့အလောက်ကလူတွေရဲ့ဘယ်လိုပြောမလဲဟိုစိတ်ဆင်းရဲကြအများသောအားဖြင့်နားထောင်ရတာကိုအစမပြေရတဲ့ဟာညားထောင်ပြီးတော့သူတို့ဟိုပြန် ြီးနှစ်သိပ်ပေးရတယ်ဆွေးနွေးပေးရတဲ့ဟာမှာအဲ့ဒါတွေပြန်ပြီး short ချကိုကျွန်တော်စာအုပ်ဖက်ကလည်းစာရေးရတယ်ရုပ်ရှင်တွေကြည့်ရတယ်သချင်းတွေနားထောင်ရတယ်ပေါ့လေနော်ဟုတ်အေးစစ်စစ်ပဲအများကြီးအလိုအရန်ကြီးပေါ့လေနော်လူလူသိတွေအများကြီးအောင်မြင်နေရမျိုးမဟုတ်ပဲနဲ့အကိုရေးချင်တဲ့ဟာလေးရေးရမယ်နော်ကိုပြောပြချင်တဲ့ဟာလေးပြောပြရမယ်လူတွေကိုလည်းကိုပြောပြတဲ့ဟာကြီးအကုန်လုံး live လုပ်ကြမယ်မဟုတ်ဘူးကွာနော်ဟိုကျွန်တော်ကိုလိုက်တဲ့ဒီစာအုပ်ကိုရေးတယ်ဒီစာအုပ်ရေးရတဲ့ခါမှာဒီစာအုပ်ရဲ့ပါတဲ့အတိုင်းကြင့်ကြံနေထိုင်ပြီးရောဒီစာအုပ်ကိုရေးခဲ့အာဒီစာအုပ်ဒီစာအုပ်ထဲမှာတော့ကိုဝါထားရေးတာကိုအပြင်မှာကြတော့ပုံစံတစ်ခုနဲ့အဲ့လိုမျိုးနေ ညာမဟုတ်ဘဲနဲ့ဒီစာအုပ်နဲ့တထက်သေးဖြစ်အောင်လို့အဲနေခဲ့တယ်ပေါ့ကြင်ကြံခဲ့တယ်ပေါ့အားထုတ်ခဲ့တယ်ဟုတ် online ကနေဆိုလို့ရှိရင်တော့ကျွန်တော် semester ပြန်နေမှာလို့ရပြီဒီအပြင်မှာ physical ဝယ်မယ်ဆိုလို့ရှိရင်တော့ city map တို့ဘာလို့မှ28ရက်နေ့ကနေစပြီးရပြီပေါ့လေနော်ဟုတ်ကဲ့ပါဟုတ်ဘယ်လိုလေးဖြစ်ဖို့ကောင်းလဲဆိုလို့ရှိရင်ဒါဟိုကိုမိဘတွေအတွက်ပို့ပြီးတော့ကိုကဟိုကျင်က်ကြရပေါ့လေနော်ဒါ size ဖြစ်လာမယ်လို့တို့လည်းမထင်တာဟိုကျွန်တော်ငကိုရဲကအနေအေးတယ်ဒီလိုပဲနေခဲ့တယ်စာရီရေးတက်မှလည်းတို့ကမသိအခုချိန်ကျတော့တို့ရဲ့သားက size တယောက်ဖြစ်နေရယ်ဆိုတဲ့ feeling တစ်ခုကကို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 ထဲတို့အတွက်ပို ို့ပြီးတော့ကျင်းတတ်ကပါတယ်ဟုတ်ကဲ့ပါ